ကျွန်တော်အမှန်တိုင်းဝင်ခံရရင်အဲ့ဒီအချိန်တုန်းကအမေပါဇက်ကနေတားရေလို့လန့်ခေါ်တဲ့အတန်ကကျွန်တော်ကြားဘူးသမျှအတန်တွေထဲမှာအချို့ဆုံးနဲ့မျက်ရည်အကြမီဆုံးအတန်ပါပဲအမေကို မမြင်ရတော့ဘူးလို့ထင်နေတဲ့စိတ်ကရုတ်တရက်အမေကိုမြင်လိုက်ရတော့ကျွန်တော်စိတ်ကထိမ့်လို့မရပဲငုံမိတော့တယ်အမေကခေါ်လိုက်တယ်ဆိုရင်ပဲ ။ဘောင်းမီအိတ်ထဲကကျွန်တော်မှပါလာတဲ့ငွေကိုလက်နဲ့စုပ်လိုက်ပြီးအမေစီပြေးအမေစီရောက်တော့အမေဘေးကရှင့်နေကိုကျွန်တော်ပါလာတဲ့ငွေတွေပေးမိရင်အမေအတွက်ကူညီပေးဖို့ပြောမိတယ်။ကျွန်တော်အချင်းတွေကိုမြင်တော့အမေလဲငိုရှင့်နေကြီးလဲမျက်ရည်ဝဲဒီမှကြီးလေမင်းဘာမှပူမနေတော့နဲ့မင်းအမေအတွက် အာမခံတဲ့ငွေကိုအကိုစိုက်ထားပေးတယ်။အခုလဲမင်းစီကငွေကိုယူဖို့စောင့်နေတာမဟုတ်ဘူး။မင်းအမေကကျမသားငွေရှာနေတာပြန်လာတော့မယ်ဆိုလို့မင်းနဲ့အတူပြန်ဖို့စောင့်နေတာ။မင်းအမေကိုဘယ်သူမှမဖမ်းဘူး။အခုမင်းယူလာတဲ့ငွေတွေလည်းမင်းအမေကိုပဲပေးလိုက်။အကိုလဲပြန်ပြီးဆိုပြီး ျွန်တော်တို့ကိုနှုတ်ဆက်ပြီး ပြန်သွားတော့တယ်ကျွန်တော်တို့သားမိကတော့မျက်ရည်တွေနဲ့ကြံခဲ့တာပေါ့ဒီလိုနဲ့မိုးရေရွာနေတဲ့ကြားကအိမ်ကို ပြန်တဲ့လမ်းတစ်လျှောက်မှာကျွန်တော်ကဘာကြီးကို ကျွန်တော်ပြန်ရသွားတယ်လို့ကျွန်တော်တို့သားမိနေရောက်ရဲ့စိတ်ထဲမှာလည်းအတော်ပေါ်ပါပြီးပြန်လာခဲ့ရတယ်ဒီနေရာမှာအမေရဲ့အမှုကို ကျုံလို့သင်ခန်းစာရအောင် ပြောပြရမယ်တကယ်တော့အမေကအလုပ်တစ်ခုအတွက်သူ့လိုနေတဲ့ငွေ3သိန်းကိုငွေလို့ချိတဲ့သူစီကနေချေးပါတယ်အတိုးလဲပုံမှန်ပေးနိုင်အောင်စ조사ရင်းနဲ့အရင်ကိုလဲဆက်နိုင်အောင်စ조사ပြီးဆက်ခဲ့တယ်ဒါပေမဲ့လူရဲ့စိတ်ကတိတ်ကြဖို့ကောင်းတယ်လို့လူတွေရဲ့လောဘကလည်းတိတ်တရားရဖို့ကောင်းတယ်အမေကငွေကိုပြန်ဆက်တဲ့အခါရက်ွက်ထဲမှာပြန်ဆက်တယ်လို့ပဲ လက်ထက်သွားပေးပြီးပြန်လာခဲ့တာကလွဲရင်ငွေကြီးဆက်ပြီးချောင်းစာချုပ်မှာလက်မှတ်လည်းမထိုးခဲ့သလိုငွေချေးတော့ငါချုပ်ခဲ့တဲ့စာချုပ်ကိုလည်းပြန်မတောင်းခဲ့ဘူးဒီအတွက်ငွေချေးတဲ့သူကအမေစီကနေမျက်နှာပြောင်တိုက်ပြီးစာချုပ်မှာလက်မှတ်မထိုးရသေးတဲ့အတွက်နင်ပေးတဲ့ငွေကိုအတိုးလိုပဲသတ်မှတ်တယ်ဆိုပြီးအရင်ဖြစ်တဲ့ငွေသုံးသိန်းကိုထပ်တောင်းရကနေအမှုဖြစ်တာပါတကယ်တော့ ပုံကိုရေးမကြည်လျာကနေအချင်းချင်းနာမည်ပြအောင်ထိုးချကြတာပါဒါပေမဲ့အမေက သူ့ငွေပြန်ဆက်ခဲ့တော့ကသူ့ဘင်းမှာအမေရဲ့တငယ်ချင်းအရင်ခောက်ခောက်ကြီးကလည်းပါခဲ့တဲ့အတွက်တကယ်တဲ့အမှုဖြစ်တဲ့အခါမျက်မြင်သက်တည်နေရမှာအမေတငယ်ချင်းက အမေဘက်ကနေလိုက်ပေးခဲ့ပါတယ်သို့တော့သူ့ရဲ့ထွက်ဆိုချက်က အမေငွေဆက်ခဲ့တာကို သူမမြင်ခဲ့ဘူးဆိုတာပါပဲလူရင်းထိုးတဲ့ဓာကနဲ့တယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရလိုက်တာပါပဲဒီလိုနဲ့ကျွန်တော်တို့အမှုရှုံးပါတယ်အမေတငယ်ချင်းဆိုတဲ့အမျိုးသမီးကြီးနဲ့လေဒီနေရာမှာတင်တခန်းရက်ခဲ့တယ်အခုဆိုဒီအဖြက်ပြက်တွေဟာနှစ်ပေါင်း20လောက်ကြာခဲ့ပြီကျွန်တော်တို့လည်းမေ့သွားခဲ့ပြီ ဒီအမှုမှာပါခဲ့တဲ့တရက်လို့အပွားကြီး ဆိုရင်လဲဆုံးသွားပါပြီသို့တော့ကျွန်တော်တို့ကမေ့ပြီးပြီးခဲ့ပြီဆိုပေမဲ့မပြည့်သေးတဲ့အရာတွေကရှိသေးတယ်တနေ့ကတာဂီတကပီတဲကို ကျွန်တော်တို့မိသားစု ရောက်ခဲ့တယ်အဲ့ဒီမှာတစ်ချိန်လုံးကအမေ့အမှုမှာ မျက်မြင်သက်သေလိုက်ပေးခဲ့တယ်ဆိုတဲ့အမေ့တငယ်ချင်းအမျိုးသမီးကြီးနဲ့ ပြန်ဆုံရတယ်။သူ့ကိုမြင်တော့မမမီလောက်အောင်အယောင်အဆင်းကမဲ့နေပြီးတကယ့်ကိုမှစုတ်တိစုတ်ချဖြစ်နေတာကိုလည်းတွေ့ရတယ်။ဒါကိုတွေ့တော့အမေကငါတငယ်ချင်းဆိုတဲ့စိတ်နဲ့စိတ်မကောင်းဖြစ်ပြီးတွားခေါ်တယ်။အမေက အခုလိုတွားခေါ်တော့ဟိုမျိုးသမီးကြီးကမျက်ရည်တွေကျပြီးအမေဘော်တစ်ချိန်ကသူ့ရုံမှာခဲမိတာတွေအတွက် ထိုင်မကြော့ယုံတမင်တောင်းမှန်နေတကယ်တော့အမေအမှုဖြစ်စင်မှာ သူအမှန်တိုင်းဝင်မခံမိတဲ့အကြောင်းရင်းကအဲ့ဒီတုန်းကသူကိုယ်တိုင်တရားလိုဖြစ်တဲ့အဖွားကြီးစီကနေငွေချေးထားတဲ့အပြင်သူသာအမှန်တိုင်းမထွက်ဆိုပဲလင်ညာပေးခဲ့ရင်ချေးထားတဲ့ငွေပြန်ဆက်စရာမလိုဘူးဆိုတဲ့မလုံးပေးလာတာကြောင့်တငယ်ချင်းအရင်ကြီးဖြစ်တဲ့အမေအပေါ်မှာအခုလို့ တစ္ဆာဖောက်ခဲ့မိတယ်ဆိုတာကို तू ဝန်ခံသွားရှာတယ်။ तू ဘာကြောင့်အခုလိုဝန်ခံရတာလဲဆိုရင်ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းသူ့လင်ရုတ်တရက်ဆုံးနေသူ့လင်ဆုံးပြီးတဲ့နောက်သူ့မှာလဲမလောက်တက်မကင်တက်နဲ့စီးပွားတွေလဲပြက်အိမ်ပိုင်ကားပိုင်ဟမ်းမုံတွေအပိုင်ရှိတဲ့ဘဝကနေတစားပြီးတစားပြိုကျလာခဲ့လိုက်တာ နောက်ဆုံးအခုလိုအင်္ဂါပြီး လမ်းမမရအောင်တမင်ဖြစ်ရတဲ့ဘဝအထီကိုရောက်ခဲ့ရတော့တာပဲ။ तू တခုခုအစင်မပြေဖြစ်တိုင်းသူ့စိတ်ထဲဆွဲနေတာကတရားရုံးမှာမှန်ရာကိုထွက်ဆိုပါမယ်ဆိုပြီးချိန်ဆခဲ့တဲ့အဖြစ်ကို ပြန်ပြီးသတိရပြီးအမေ့အပေါ်မှာမတရားသဖြင့်အခုလိုလှုပ်ခဲမိတဲ့ဥပဒဏ်ကသူ့ကိုတစ်ချိန်လုံးအရေးလိုလိုက်နေတယ်လို့ခံစားနေရတယ်ဆိုတာကိုလည်း သူကငိုပြီးပြောသွားခဲ့ရှာတယ်။အမေကတော့ခွင့်လွတ်ပေးတဲ့အပြင် သူ့တငယ်ချင်းသုံးဖို့အတွက်ငွေတချို့လည်းပေးခဲ့လိုက်တယ်။ဒီတော့စာကိုအနစ်ချုပ်ရရင်ခမရတို့ကျွန်တော်တို့မြင်မှုကြတဲ့တရားရုံးမှာမှန်ရာကိုထွက်ဆိုပါမယ်ဆိုပြီးစံချိန်တိုင်းကန်ရတဲ့အနည်းရောက်အထုပ်လေးကိုလျှော့မတွင်နေပြ။နောက်ပြီး ကိုယ်တိုင်က မကောင်းတာလုပ်ထားပြီးတဖက်သားအပေါ်ရှုံးမာခဲ့တဲ့အကုသိုလ်အဟုန်ကလည်းဒီအတိုင်းရပ်မနေဘူးဆိုတာကိုလည်းမမေ့ကြနဲ့ငွေချင်းကားတဲ့တာမန်အမှုမှာတောင်းချိန်ဆိုခဲ့ရတဲ့တစ္ဆာကဆူရတ်တယ်ဆိုရင်သူတစ်ပါးအပေါ်မတရားသဖြင့်လှုပ်ခဲ့ကြပြီးနိုင်ငံတိုင်းပြည်နဲ့ပြည်သူအပေါ်တစ္ဆာစောင့်တည်ပါမယ်ဆိုပြီးတစ္ဆာအထိတ်တန်ဆိုထားကြတဲ့သူတွေ တစ္ဆာဆိုရင်ဘလောက်ခံရမလဲဆိုတာကိုတွေးကြည့်မြင်ကြည့်ကဘာကလဲနေတယ်လို့တစ်ချိန်ကိုပြုတ်ခဲ့ဘူးတဲ့မကောင်းမှုတွေကလည်းလဲနေတယ်ဆိုတာမမေ့ကြနဲ့ဆိုတာပြောရင်အခုချိန်မှာပြည်သူတစ္ဆာစုနေကြသူတွေကို ကျွန်တော်ကပြုံးပြီးမင်းတို့အလေလေလာပြီဆိုတာကိုပဲပြောချင်တယ်ဆိုင်မန်